ရှိဥစွာဘုရားသခင်ကျေးဇူးတော်ချီးမွမ်းပါရယ်အားလုံးမင်္ဂလာပါခင်ဗျဒီနေ့တော့တီးခန့်ခြင်းမှစူးစမ်းခြင်းတို့ဆိုတဲ့ကောင်းစဉ်လေးနဲ့ခွန်အားပေးတော်မှာဖြစ်ပါရယ်နှစ်တီခန့်နှစ်စာပိုက်30မှ7နှစ်ထိကိုဖတ်ပါဖြစ်ပါရယ်ထို့ကြောင့်ရွေးကောက်တော်မူသောသူတို့သည်ထာဝရဘုန်းအတီတော်နှင့်တကွယေရှုခရစ်အားဖြင့်ကယ်တင်ခြင်းတို့ရောက်စေတော်ငါသူတို့အဖို့အရာရာကိုငါတီးခန့်ရ၏ ။တစ္ဆာစကားဟုမူကားထိုသခင်နဲ့တူတည်လင် အတူရှင်လိမ့်မည်။တီးခံလင်ထိုသခင်နဲ့တူဆူဆာရလိမ့်မည်လို့ပြောတာတွေ့ရတယ်။ရွေးကောက်တော်မူသော သူတို့သည်ထာဝရဘုန်းတည်နဲ့တကွအတိတ်ဘယ်ကယေရှုကိုယုံကြည်လက်တန့်သောသူတွေရှိတယ်တဲ့။သူတို့ကိုဟာလာဘုရားသခင်ကထာဝရအသက်ရဖို့အတွက်ခန့်ထားမှာရွေးချယ်မှာဖြစ်တယ်။အဲဒါကြောင့်သူတို့ဟာ ်ရှင်ပေါလုကငါအားဖြင့်ငါ့ကိုတည်မြင်ခြင်းအားဖြင့်ငါ့ရဲ့အဝုံကလေးတရင်ကိုကြားခြင်းအားဖြင့်သူတို့ဟာယေရှုကိုယုံကြည်လာပြီးတော့မှထာဝရဘုန်းတည်ကဲတင်ခြင်းရဖို့စည်းစိမ်ခံရဖို့အတွက်ဟုတ်လားငါကသူတို့အတွက်အရာရာကိုတည်ခံတယ်ပြောချင်တာဖြစ်ပါတယ်အဲ့တော့တည်ခံခြင်းဆိုတာကဒီနေ့ကိုမဟုတ်တာလို့လို့ဟုတ်လား သိခံရတာကလည်းရှိပါတယ်အဲ့ဒါလည်းအရေးကြီးတယ်နော်အဲ့လိုမဟုတ်ဘဲနဲ့ဒီနေရာမှာတော့ဘာကြောင့်သိခံလဲဆိုရင်တော့ तू မဟုတ်တာလို့လို့မဟုတ်ဘူးတခြားကိစ္စအကြောင်းမျိုးကြောင့်လည်းမဟုတ်ဘူးဘာကြောင့်လဲဆိုတော့ရှင်ပေါ်လို့ကသူ့ကိုကြည့်မြင်ခြင်းအဖြစ်ကြည့်မြင်ခြင်းအဖြစ်နော်လူတွေယေရှုခရစ်တော်တည်လာပြီးတော့မှ ဟာလာကဲတင်ချင်းရပြီးတမတရားတိဖို့အတွက်သူတို့အကျိုးကိုထောက်ပြီးတော့ငါကအရာရာတိခံတယ်လို့ပြောပါတယ်အဲ့လိုတိခံချင်း အကျိုးပါရှိတယ်လဲဆိုတော့တိခံလင်တဲ့နော်စိုးဆန်ရမယ်လို့ပြောပါတယ်နော်တိခံလင်ထိုးသခင်နဲ့တူစိုးဆန်ရမယ်စိုးဆန်နေဆိုတော့ပါတယ်တိုင်းပြည်ကိုအုပ်စိုးရတာမင်းပြူတာပေါ့အဲ့ဘယ်လိုဖြစ်မလဲဆိုတော့အနှစ်တစ်ထောင်ကာလမှာယေရှုက တာရုတ်တစ္ဆာရှိသောငယ်သားကောင်တင်းနေအမှုငယ်၌တစ္ဆာဆောင်လေပြီမြို့ဆယ်မြို့ကိုအုပ်ဆိုးလို့မြို့ငါးမြို့ကိုအုပ်ဆိုးလို့ဆိုတာအနှစ်ထောင်ကာလမှာစိုးဆန်ရမှာဖြစ်ပါတယ်ပေါ့ဒါတေခန်ချင်းရဲ့မင်္ဂလာတပါပေါ့နော်စိုးဆန်ရမယ်ဟေဗြဲခန်းကျော်စာပိုက်15မှာထိုတော့နေကြီးအာပြန်ဒီတီးခံလက်စောင့်နေပြီးမှဂရိတော်ကိုဝင်စားလေအာပြန်ကိုယ်တိုင်လဲနော်ဘုရားသခင်ရှိမှာ ဖြောင်းမတော်သူတို့တတ်မှတ်ချင်းခံရတယ်။တော်ရင်တခါလေဟာလာဒီဖရဲဂရီတော်ကိုခံစားရတာမဟုတ်ပါဘူး။ဝန်စားရတာမဟုတ်ပါဘူး။တီးခံပြီးမှနော်သူကစောင့်နေပြီးမှတီးခံစောင့်နေပြီးမှဂရီတော်ကိုဝန်စားရတာဖြစ်ပါတယ်။နော်ဒါကြောင့်တီးခံခြင်းအလိုရည်ကြည်တယ်။ဘုရားသခင်ဂရီတော်ကျွန်တော်ဆွဲကင်တယ်။ဟာလာဆွဲကင်ပြီးတော့မှတခါကြရင်ပါဖြစ်လေဝန်ခံနေနှုတ်နဲ့။ဒါပေမဲ့တီးမခံဘူး။ သိမခံဘူးဆိုရင်အဲ့ဂရိတော်ကိုသူကအသိပိုက်ရရှိနိုင်မှာမဟုတ်ပါဘူး။ဒါကြောင့်ဘုရားဂရိပိတာပိပိတာဆိုရင်တော့ဘုရားကသစ္စာပြတော်မှာမဖြစ်ဘူး။အခုဘက်ကပါလေတိခံပြီးစောင့်နေဖို့ဖြစ်တယ်။အဲ့ဒါဆိုရင်တော့အဲ့ဂရိတော်ခံရမယ်။လူပြောချင်တာဖြစ်ပါတယ်ပေါ့နော်။အဲ့တော့ဟေဘရခန်တစာပိုက်36မှာဘုရားသခင်အလိုတော်ကိုစောင့်ပြီးမှဂရိတော်အတိုင်းအကျိုးကိုရမည်အကြောင်းတိခံခြင်းစိတ်ရှိရမည်လို့ပြောတယ်။ ဒီမှာလည်းတိုင်းပဲ great တော့ကိုရဖို့အဲ့တော့ကိုပြုတ်တဲ့အကျိုးဟာလာတော့ဘုရားသခင်ချစ်တဲ့စိတ်နဲ့ကျွန်တော်အလိုတော်ကိုဆောင်ပြီးပြီဆိုရင်အဲ့အလိုတော်ဆောင်ခြင်းအကျိုးအချက်ချင်းလာတာမဟုတ်ဘူးအဲ့တော့အဲ့အတွက်နော်အကျိုးပေးမယ်ဘုရားသခင်က great တော့ရှိပြီးသားဖြစ်တယ်အဲ့ great တော့တင်ပိုက်ဖို့မလုပ်ဖို့လိုတယ်တိခံချင်းစိတ်ရှိရမယ်ပြောပါတယ်နော် အဲ့တော့ရကုတ်ခန်းကားဆပ်စတစ်မှာတီးခါနိုင်တော်သူသည် မင်္ဂလာရှိတော်သူဟူ၍ငါတို့သည်ခေါ်ဝကြိုက်ယောဘိုက်တီးခန်းကြောင်းကိုသင်တို့ကြားရကြပြီထာဝရဘုရားသည်မိမိအမှုကိုလက်ဆက်တတ်တော်မူရမှာအလွန်တနာဆုံးမဲ့ကြောင်းကိုလည်းသိမြင်ရကြပြီလို့ပြောရတွေ့ရတယ်အဲ့တော့ယောဘနော်ယောဘလည်းဘာဖြစ်လဲတီးခန်းတယ်ဒါကြောင့်ကျမ်းစာမှာတီးခန်းတော်သူဟာဘာဖြစ်လဲမင်္ဂလာရှိတယ် အဲ့တော့ယောဘဟာသူ့အပြစ်တစ်ခုမှမရှိဘူးနော်အဲ့တော့ဘုရားသခင်ကသူ့ကိုစုံစားနေစာရန်အခွင့်ရပြီးတော့မှစာရန်ကသူ့ညှဉ်းပန်းနှိပ်စက်တယ်စင်းဒုက္ခမျိုးစုံသူခံရတယ်နော်အဲ့တော့သူဘာလို့လဲတိခဏ်နေတိခဏ်နေတိခဏ်တဲ့ခါမှာဘာဖြစ်သွားလဲနှစတော့ကောင်းကြီးရတယ်ပေါ့မင်္ဂလာရှိတော့သူလို့အခေါ်ခံရတယ်သူတို့ပြောချင်တာဖြစ်ပါတယ် ဒါကြောင့်ဓမ္မမေဆွေဒီနေ့ဒီနှုတ်ဘတော်အဖြစ်အားပေးချင်တာကတော့ဖျားသခင်တင့်ကိုစကားပြောတာဖြစ်တယ်လို့ကျွန်တော်ပြောချင်တယ်။အဲ့ဒါကတော့ဗါလေတင်တွေ့ကြုံရတဲ့အခြေအနေမှာအခြေအနေမှာအဲ့ဒီအခြေအနေကိုအောင်ဖို့အတွက်နော်တိခါမှာပြောချင်တယ်။နော်တိခါမှာအဲ့တော့တိခါရင်တော့အောင်ပြီးတော့မှစိုးစားရလိမ့်မယ်။ဒီနေ့လောကမှာကျွန်တော်ရဲ့တိခါခြင်းအဖြစ်လူတွေဟာ ယေရှုကိုသိပြီးတော့မှယုံကြည်လာပြီးတော့မှဟာလာထာဝရအသက်ရလာကြမယ်အဲ့ဒါဆိုရင်ဘာဖြစ်မလဲကျွန်တော်တို့ယေရှုနဲ့တူအနှစ်ထောင်ကာလမှာဆိုးဆန်းရမယ်ယေရရှလင်မြို့တည်မှာလာထာဝရကာလလုံးလုံးနော်ကြီးတော်သူဖြစ်မှာပေါ့မြေကြီးပေါ်မှာလည်းကျွန်တော်တို့တိခံပြီးတော့စောင့်နေဖို့လိုပါတယ်ဂရိတော်တွေကိုအဲ့ဒါဆိုရင်တော့ဒီနေ့နော်အဲ့ဂရိတော်ကိုတကယ်ပဲသိမ့်ပတ်ရမှာ ဖြစ်ပါတယ်ကျွန်တော်အမှုတော်ကိုစောင့်တဲ့အကျိုးလဲ လက်တွေ့ခံရမှာဖြစ်ပါတယ်ဒီနေ့ဘာဖြစ်လို့အမှုတော်ကိုဆောင်ရတဲ့အဲ့အမှုတော်ဆောင်ဘုရားဝတ်ကိုပြုတ်ရတဲ့အဲ့အမျိုးမျိုးပေါ့နော်ဘာဖြစ်လို့အကျိုးမရလိုက်လဲဆိုတင်းမခံလို့ဖြစ်ပါတယ်နော်ဆန္ဒရဲ့စောလို့ဖြစ်ပါတယ်ကိုယ့်ကိုရှော့ရှော့လုပ်ရတဲ့အတွက်လစ်လွတ်သွားတာဖြစ်တယ်ဒါကြောင့်သီးခံဖို့နော်အရေးကြီးပါတယ်ပေါ့ယောဘလည်းသီးခံတဲ့အတွက်သူ့မင်္ဂလာရှိသောသူလို့ခေါ်တယ်ပြီးရင်လည်းနှစ်ဆတော့ကောင်းကြီးရတယ်နော်အဲ့တော့သီးခံခြင်းကဟာဘာကိုသီးခံလဲဆိုတော့ တိပိခဏ္ဍစာပိုက်20မှာကိုအပြစ်ကြောင့်ဒဏ်ခံရတော့ကတိခန့်နဲ့အဘယ်ချင်းမွန်းစရာရှိသနည်းတဲ့။ကောင်းမွန်စွာပြည့်ဆင်းရဲခံရတော့ကတိခန့်လင်ဘုရားသခင်ရှိတော်၌ကျေးဇူးရှိ။အဲ့တော့ဘုရားသခင်ရဲ့ချင်းမွန်းခြင်းခံရတဲ့တိခန့်ခြင်းကတော့ဘာလဲလို့ပြောရင်ကောင်းမွန်စွာပြည့်တယ်။ဘုရားစကားနားထောင်တော့ကြောင့်အာဆင်းဒုက္ခမျိုးမျိုးအနောက်ရှက်မျိုးမျိုး လူတွေအမြင်ကပ်ချင်းခံရတာတွေအစင်းဟိုဘယ်လိုကအငတ်မှုခံရတယ်အဲ့ဒါကိုတီးခံခြင်းဟာအကျိုးရှိတယ်ဘုရားသခင်နော်ဒီလိုပြောချင်တာဖြစ်ပါနော်ဘုရားသခင်ရှင်းတဲ့ကျေးဇူးရှိတယ်အဲ့ဒါကျေးဇူးကအထက်ကပြောတဲ့စိုးဆိုင်ရမှာပေါ့နောက်ဘုရားမှာနော်ဒီဘုရားမှာလည်းဂရိတော်ရဲ့အကျိုးနော်ဂရိတော်ကိုတင်ပတ်ရမယ်ဒီလိုပြောတာဖြစ်ပါတယ်ဒါကြောင့်ဒီနေ့ဆက်ပြီးတော့မှတက်တာမှာတွေ့ကြုံရတဲ့အခြေအနေတွေ မျိုးမျိုးမှာတိခံပါပေါ့တိခံရင်တော့ဆုဆန်ရလိမ့်မယ်လို့ခွားပေးနေဒီကုန်းချုပ်ပါတယ်ဘုရားသခင်နေ့တင်လို့အလုံးကောင်းချီးပေးပါစေတော့အာမင်